စမင်လာရဟမန်ရဟိမ်ကြောက်ဖြူတလုံးအသွင်ပြောင်းသွားသည့်အသားကြော်တော်မိခင်ကြီးဟာဇရတ်အွမ်မေဆလမာရာဒီအလောတလာနဟာတခေမထတအူသောသူကအသားကြော်တော်ဟဒီယာအဖြစ်ဆက်တာလာရမိခင်ကြီးကအသားကြော်စိုက်နှစ်တတ်တော်မူသည့်မြတ်နဗီဆလလောအလိုင်ဝဆလမ်သုံးဆောင်တော်မူစီရန်အစေခမအာအင်္ဂန်းတွင်ရှိလင်မန်းထဲတွင် တိမ်စီထားစီတော်မူလိုက်သည်ထိုခဏတွင်တကဝသို့တောင်ရံသူတယောက်ရောက်ရှိလာကအလောရှင်မြတ်အတွက်ပေးကံပါအလောရှင်မြတ်ထံတော်မှဘာရကတ်ရရှိပါလိမ့်မည်ဟုပြောဆိုတောင်းခံရသည်အိမ်ငန်းထဲမှအလောရှင်မြတ်သည်တင့်အားဘာရကတ်ပေးတော်မူပါစေပေးကံစရာမရှိကြောင်းပြန်ကြားလိုက်သည်တောင်ရံသူထောက်ခါသွားပြီးနောက်မကြမီမှာပဲမြတ်နဗီဆလလောလဟ်အလိုင်းဝဆလမ်ကြာမြန်လာတော်မူကအွမ်မေဆလမာ၏ငါကိုယ်တော်စားတောက်လိုတော်မူတဲ့ ။ဘာများရှိတယ်လဲဟုမေးမြန်းတော်မူရမိခင်ကြီးကအစေကံမအားဟိုအသားရုံးကျော်ယူပြီးကိုရောမြက်ကိုဆက်သားလိုက်ပါဟုစေခိုင်းတော်မူလိုက်သည်။အစေကံမသည်အိမ်ခန်းထဲသို့ဝင်သွားရလင်ပန်းလင်ပန်းထဲတွင်အသားရုံးကျော်အစာကြောက်ဖြူတစ်လုံးသာတွေ့ရသဖြင့် ဖြစ်ကြောင်းကုံစင်ကိုမြတ်နဗီဆလလောအလိုင်ဆလမ်အားတင်မြတ်ရှောက်ထားလိုက်ရာမြတ်နဗီကတင်မသည်ထိုအသားတုံးကျော်ကိုတောင်းရန်လာသူအားမပေးကမ်းလိုက်သောကြောင့်ထိုအသားတုံးကျော်သည်ကြောက်ဖြူတစ်လုံးသို့အသွင်ပြောင်းသွားခြင်းဖြစ်သည်ဟုပညာပေးတော်မူခဲ့သည်စင်သာကြည်ကြစံမှာအလောရှင်မြတ်အတွက်တောင်းရလာသူအားမပေးမကမ်းမလူရန်လိုက်သဖြင့်အသားတုံးအသားတုံးကျော်မှာကြောက်ဖြူတုံးဖြစ်ခဲ့ရသည် တောင်းရလာသူအားပရိယေစင်ကမပေးကံပဲ ကိုယ်တိုင်စားတောက်ခြင်းသည်ကြောက်တုံးကိုစားရရောက်၍ထိုးထိုးသောစားတောက်မှုသည်စိတ်မနှောကိုတင်းမစီတတ်သည်ကိုညွှန်ပြလိုတော်မူခြင်းဖြစ်သည်မြတ်နဗီနှင့်ဆလောလောလိဝစလမ်အိနောဝင်များအပေါ်အလောရှင်မြတ်၏ဂယုဏတော်နှင့်အတနာကျင်နာတော်လွှမ်းမိုးထားတော်မူသောမူသည်ဖြစ်မစားတုံးထိုက်သောအစာကိုမစားတုံးမိပါစေရန်အသွင်ပြောင်း၍ကာကွယ်တော်မူပေးခြင်းဖြစ်သည်